ရန်ကုန်တန်လျင်တရာတာကေတာမြို့နယ်ဘက်အချမ်းမှာအက်စစ်တွေတင်ဆောင်လာတဲ့ရင် တိမ့်မှောက်ရာအက်စစ်တွေဖိတ်ဆင်ခဲ့တာကြောင့်လမ်းဖြတ်ကူတူသုံးဝန်ထရန်ရရှိခဲ့တယ်လို့လူမှုကွန်ရက်အသင်းတွေထံကသိရပါဗျ။ စက်တမနေ့ရဲ့ညနေ3နာရီခွဲကျော်မှာအက်စစ်တွေတင်ဆောင်လာတဲ့ရင်တစည်းဟာရန်ကုန်တန်လျင်တရာတာဂေတာမြို့နယ်ဘက်အချမ်းမှာတိမ်းမောက်ခဲ့တာဖြစ်ပါတယ်။အဲ့လိုတိမ်းမောက်ရွာကနေအက်စစ်တွေဟာလမ်းမပေါ်ကိုဖိတ်ဆင်ကြခဲ့ကြအောင်အဲ့လိုဖိတ်ဆင်ရကနေလမ်းဖြတ်ကူးလာသူအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးတို့ခြေထောက်တွေမှာအက်စစ်လောင်ကျွမ်းထရားရရှိခဲ့ကြအောင်ထရားရရှိသူ3ဦးဟာသုံးခွမြို့နယ်ကဖြစ်ကြအောင်အက်စစ်တွေတင်ဆောင်လာတဲ့ရင်မောက်ဟာလက်ကျိုးထရားရရှိခဲ့ကြအောင်သွားရောက်ကူညီခဲ့တဲ့လူမှုကူညီရေးအသင်းတွေထံကသိရပါတယ်။ ဲ့ဒီကလဲလဲချင်းအချိန်လောက်ကဘေးကဖြတ်လာတာလက်မောမှာအက်ဆစ်တွေပြန့်လာကိုဖြတ်မောင်းလာမိတာမိခိုးတွေထွက်ပြီးညှော်နှံ့နေပါရလာတာအက်ဆစ်ဆင်းတဲ့သူတွေတော့ဘလို့ခံစားရမလဲမသိဘူးကျမတို့အရင်ရောက်ချင်းကားကိုရေနဲ့ဆေးချတာအဖြူရောင်အမြုပ်ရည်တွေကြလာတယ်အက်ဆစ်အပြင်းစားတွေဖြစ်မယ်ထင်တယ်လို့မျက်မြင်တွေ့ရှိခဲ့သူတို့ကပြောပါတယ်ဓာပြင်လမ်းမပေါ်ကိုအက်ဆစ်တွေမှောက်ကြခဲ့တာကြောင့်လမ်းသန့်ရှင်ရည်တွေလှုပ်ဆောင်ခဲ့ရကြောင်းဒီဖြစ်စဉ်ကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကတာဝန်ရှိသူတွေလူမှုကွန်ရက်အသင်းတွေကကိုင်ရီဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်